စကိုင်းဒေးလေးကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းကြောင်ရာကတော့ပထမမြတ်ကုံတသနာပိမှန်တော်ကြီးတွင်တပေါင်းလာပြီးနေဗုဒ္ဓပူဇင်းနီယပွဲတော်ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမမြတ်ကုံတသနာပိမှန်တော်ကြီးရဲ့အချို့တော်ဆောင်ဖွဲ့များမှကြီးမှုပြီးတပေါင်းလာပြီးဗုဒ္ဓပူဇင်းနီယပွဲတော်နေဖျားနေကစားတင် ရေစက်ချအလူတော်မင်္ဂလာအခမ်းအနားကိုတော့ ဒီကနေ့မတ်လ23ရက်နနက်9:00နာရီကရန်ကုန်တိုင်းဒေသကြီးမယံကုန်းမြို့နယ်အမတ်တရကွန်းတမိုင်းမြို့ဟောင်းရှိလန်းရှိပထမမြတ်ကုံ သာသနာပိတ်မန်တော်ကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာကြွားရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များအားအာယုံဆုံးဆက်ကပ်လူဒန်းပြီးနောက်ပထမမြတ်ကုံသာသနာပိမံတော်ကြီးဝိတကမြေပေါ်တွင် တိသာကိုးကွယ်တော်မူသောဖရာစေဤပထိုးများဗုဒ္ဓရုပ်ဘွားတော်များအားကြွားရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှဗုဒ္ဓပီတိကနေကစားတင်ခြင်းအမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။အဲဒီနောက်မှာတော့တပေါင်းလာပြင်းနေဗုဒ္ဓပူဇနီးယပွဲတော်သူလာရောက်ဖူးမြော်ကြီးညိုကြတဲ့လူပုဂ္ဂိုလ်များကိုလည်းနနတ်စာအာဟာရဒါနကျွေးမွေးလှူဒန်းခဲ့တယ်လို့သိရပါဗျ။ ပထမမြတ်ကုံသာသနာပိမှန်တော်ကြီးရဲ့အကျိုးတော်ဆောင်ဖွဲ့များအနေနဲ့ဗုဒ္ဓဘူဇနီးယပွဲတော်ကိုနှစ်စင်မပြတ်ကျင်းပပြုလုပ်ခဲ့ရာတပေါင်းလားပြည့်နေတွင် ကျင်းပပြုလုပ်ခဲ့တာက၃နှစ်ရှိပြီဖြစ်တယ်လို့သိရပါဗျာ။ ခခနာအစီအစဉ်ကတော့နှစ်စဉ်ကျင်းပမယ်ဖြစ်တဲ့ဗုဒ္ဓပုသိနေရပွဲတော့ပေါ့တပေါင်းလာပြည့်နေမှာဒါနှစ်စဉ်ကျင်းပခဲ့တာဒါ၃နှစ်မြောက်သွားပြီပေါ့အရင်ကတော့တဘူရဲလာမှာရက်ွက်တော့နှစ်ကျင်းရှိစုဖရာလှဲ့တဲ့ကာလနဲ့တိုက်ဆိုင်ပြီးတော့မှဟိုဗုဒ္ဓပုသိနေရပွဲကိုကျင်းပခဲ့တာပေါ့တဘောတဘူရဲလာမှာဟိုပြီးခဲ့တဲ့တော့၃နှစ်ပေါ့၃နှစ်ကာလကနေပြီးတော့ဒီနေ့အထိ၃ကျင်းမြောက်ပေါ့အဲအခုကတော့တပေါင်းလာပြည့်နေဦး ဥဒ္ဒပူစီနေရဟိုပွဲတော်အဖြစ်ပြန်ပြီးတော့အာဟိုရှေ့ပြောင်းပြီးကျင်းပခဲ့တာပေါ့တမီးရအဲအကျွေးမွေးအခမ်းအနားကတော့ဆရာတော်တန်ခါတော်များဟိုဒီအာယုံကျောင်းဖုံးစက်ကပ်ပြလာမှာပေါ့နော်အခုဆရာတော်ဒီနေ့မှာဆိုရှင်တမီးမြေတိုင်းမှာခုနကအနောက်ဘက်မှာအဒီပထမရောက်သာဘိတ်မှာတော့ဝဒကမြေမှာဒီသားကိုရတော်မူအပ်တဲ့ဘုရားစီတီပထူဘုရားရုပ်ရုပ်ဘွားတော်များကိုနော်ဒါအနိကတာတင်လှူနေပါပြီ။နော်ညီကတင်လှူပြီးလို့ရှင်တော့မဟုတ်ငါဆုံး ဟိုဆရာတော်များကိုကပ်ပါမယ်ဒီပုဂ္ဂိုလ်များကိုလည်းဒီဒီလေးမိနစ်နန်းနဲ့စာပေါ့ဟိုအဟာဒါနဒါဘောရုကျွေးလီလာမှာပေါ့ဒီရနော်ဝမ်းတာပါတယ်ဘပလဲဆိုတော့ဟိုဘောရုကဒီပထမပြတ်ကုန်သာသနာပိမှန်တော်ဆိုတာရက်ွက်လုံးဆိုင်ရာပေါ့နော်ရက်ွက်လုံးဆိုင်ရာဖြစ်တဲ့အတွက်ဒါပေါ်ဖရာစီဒီပထူများကိုလည်းဘောရောကဒါရခင်တဲကလည်းရှင်းပြပြီးသားပါအဲဘောရောလက်ထက်မှာလည်းဆက်မှန်မုံမှန် ပြင်ဆင်တူးချက်တည်ဆောက်ပြီးတော့မှဒါဘောဘောတို့ဒီမျိုးဟိုကိုကိုတိုင်းပေါ့နော်ကိုတိုင်းကိုရစက္ကတ်တိုင်းပူဇော်ခွင့်ရတဲ့တည်ဆောက်ပြုရရတဲ့အတွက်ဘောတို့ကဝန်တာပါတယ်နောက်တစ်ချက်ကဒီရောက်ကလုံးဆိုင်ရာဖြစ်တဲ့အတွက်ဘောတို့စီမာကဟိုယုံကြည်ရာကိုးကွယ်ရာပြုနိုင်ရဖို့အတွက်ကိုလည်းဘောတို့ကဒီမှာပေါ့နော်ဟိုသူတို့ရဲ့တက်ဆိုင်ရာဓာတ်ပန်းဆိုင်ရာနတ်ပန်းဆိုင်ရာမှာအစပြုပြီးတော့ပေါ့ဘွားတို့ကဒါပြီးတော့ချက်သိမ်းပြီးပြင် တိဆောက်ပြီးတာပဲဒါကလည်းရခင်တည်းကရှိထားတဲ့ဟာကိုပြန်လဲမောမှန်ပြီးတော့မှဘွားတို့ကအခုဒါလူဘာလို့ခေါ်လဲပုံပုံမျိုးလူမျိုးမျိုးပေါ့နော်ဒါသူတို့လာပြီးတော့မှဒီမှာဟိုရုံရကုတ်ွယ်ဟာဟိုပူဇော်နိုင်ရဖို့အဲဘွားတို့ဒါစီစဉ်ထားရှိပြီးတာပဲတမီးရဲ့ဟုတ်ပထမြတ်ကုံသန္တနာဗိမာန်တော်ကြီးတွင်အများပြည်သူခုနှစ်ရသမီးများကိုယ်ွယ်ယုံကြည်ကြရန်ပြိမ္မာန်တော်ကြီးတန့်ခိုင်မှုရှိစေဖို့ အစာရှိတဲ့ပြုပြင်မှုမှန်မှုများကိုလည်းပြုလုပ်ပေးခဲ့ပြီးသာသနာတော်ကြီးအတွန့်ရှိထွန်းကားပြန့်ပွားနိုင်စေဖို့သာသနာအကျိုးကိုလက်ဆင့်ခံတည်ဖို့နိုင်စေဖို့စာရာတွေကိုရည်ရွယ်ပြီးတော့လေပဋ္ဌာန်းမြတ်ကုံသာသနာပိမှန်တော်ကြီးမှာသုတဆောင်ရင်ဗုဒ္ဓဝင် ဖြည့်စုပူဇော်ပွဲဝင်တင်နန်းများကိုလည်းစင်စက်မပြတ်ဖွင့်လှစ်တင် जा ပေးလျက်ရှိတယ်လို့သိရပါဗျ။ရှေ့ဆက်ပြီး ပထမမြတ်ကုံသန္ဒနာပိမှန်တော်ကြီးနှင့်ပတ်သက်တဲ့လုပ်ငန်းများကိုလည်းအတူတကွာပူးပေါင်းလှုပ်ဆောင်ပေးကြဖို့ကိုကောဘကဥက္ကဋ္ဌမှာတိုက်တွန်းထားကြောင်းသိရပါတယ်အဲဒီဘောရပုဇနီယပွဲတော်ကတော့ဒါနှစ်စင်ကျင်းပတဲ့ပွဲပါဒီမှာ တက်နက်တန်တော့ကျင်းပပုံကျင်းပလူတွေမတူပါဘူးကွဲပြားမှုလူတွေရှိပါတယ်တဖြည်းဖြည်းတဖြည်းဖိမှန်တော့ရတဖြည်းတို့တက်အောင်မြင်လာပြီဖြစ်တဲ့အတွက်တစ်ဆင့်နဲ့တစ်ဆင့်မြင့်မြင့်ပြီးတော့ကျင်းပလာပါ33ကြိမ်မြောက်ရှိပါပြီ33ကြိမ်မြောက်ရှိပါပြီအဲအငယ်တို့တော့ဒီနှစ်ကဟိုဟိုဝလေးဟိုစာအုပ်ပိုင်းတွေမှာလည်းနည်းနည်းကြံသေးတာရှိတယ်နောက်ဖျားသေးမှာလည်းတော်တော်ပြင်ရဆင်ရတဲ့ရှိတဲ့အတွက်ဒီနှစ်ကိုတော့ဒါဟိုဒီနှစ်အနေထားနဲ့ ဟိုဘယ်လိုကောင်းလဲဆိုတော့ဖြစ်အောင်စူးစမ်းပြီးတော့လှုပ်ထားတဲ့နေသားပါဒါမှမဟုတ်ကြောက်လာတဲ့သံဃာတော်တွေကိုလည်းလူပဲဝတ္ထုတွေလူရမ်းလာတယ်နောက်နောက်ဒီမှာအဝင်းထဲမှာရှိတဲ့နော်ဟိုကိုယုံကြည်ရာကိုယ်ကိုရာပုံကိုတွေကိုလည်းသူအားသူအားလုံးကိုအဆင်ပြေအောင်လို့နော်ဒါဟိုအခမ်းအနားလေးတွေနဲ့ဘောလေးတွေနဲ့ဆိုင်းနဲ့ဝိုင်းနဲ့စီစဉ်ပြီးတော့လုပ်ပေးထားပါတယ်အငယ်ကတော့ဒီသာသနာ့ဘိမှန်တော်ကြီးဖြစ်မြောက်ရေးကော်မတီမစတင်မီ ပထမကောဘကအဟောင်းပထမကုံဓမ္မယုံရဲ့ကောဘကအဟောင်းမှာလည်းဒုတိယဥက္ကဋ္ဌဖြစ်တဲ့တောင်းရပါတယ်။နောက်ပြီးတော့ဒါကြီးကိုဆောက်ကြမယ်ဆိုတညင်တွေဝိုင်းပြီးဆုံးဖြတ်ပြီးတော့ဒါချင်းမြောင်ရဲ့ကော်မတီဝါနဲ့ဥက္ကဋ္ဌတောင်းယူခဲ့ပြီးတော့ယနေ့အချိန်ထိကျိုးတော်ဆောင်အဖွဲ့တက်တန်းနှစ်ကြိမ်ပေါ့လေ။နှစ်ကြိမ်တောင်းယူထားပါတယ်။တောင်းယူပြီးတော့ဒါအန်ကယ်လို့ဒီဗိမာန်တော်ကြီးရဲ့ဟိုချစ်ပေါ်လာပုံအစဉ်အဆက်မှာ ဟိုအချိန်ကကြာကြာလဲပြီးတော့ယနေ့အချိန်အထိပေါ့ပါဝင်ဆောင်ရလာဖြစ်ဆိုဒီဘက်မှာတောင်းဆက်အများကြီးကြီးပါတယ်ဒါကြောင့်လဲရှေ့ကိုတိုးတက်ပြီးတော့ကောင်းမအောင်လို့နောက်ထပ်မျိုးဆက်တဲ့လူငယ်တွေကိုစီယုံလှုပ်ဆော်ပြီးတော့ပူပေါင်းဆောင်ရွက်နေပါတယ်ပြောချင်တာကတော့ဒီဘက်ကရက်ွက်အစင်းနဲ့ဒီဘိမှန်တော်ကြီးကဘယ်မှမရှိတဲ့အနေထားပါအမတန်တောင်းဖို့ရှိတဲ့အရာပါအဲ့လိုရက်ွက်မှာရှိနေတဲ့ဒီ ီသူလူလူအနေနဲ့ဒီမှာရှိတဲ့အကျိုးဆောင်ဖွဲ့နဲ့ပူးပေါင်းပြီးတော့နောက်ကိုဆက်လက်ပြီးတော့တောင်းယူနိုင်အောင်လို့စူးစမ်းပြီးတော့ဆောင်ရွက်ပေးကြပါလို့ပဲစီယုံတက်တွန်းညင်ပါတယ်